မကွေးတိုင်းထင်းလင်းမြို့နယ်11ကျွာကိုမနေ့ကမနက်ပိုင်းစေအုပ်စုကတိုက်လေရင်တွေနဲ့ဘုံလုံးရေ30နီးပါးကျဲချတက်ဖြစ်လို့ဇာကလာပညာရေးဆောင်ွဲဖြေဆိုးဖို့ပြင်ဆင်နေတဲ့ Grade 12ကျောင်းသူနှုတ်အပါဝင်ဒေသခံ၄ဦးသေဆုံးပြီး20ကျော်တန်ရာရကရွာရဲ့အင်ချေထဝက်ကပျက်စီးခဲ့ပါတယ်။မလ20ရက်မနက်2နာရီလောက်မှာထင်းလင်းမြို့နယ်အင်ချေ100ကျော်ရှိတဲ့11ကျွာကိုစေအုပ်စုကဂျက်ဖိုက်တာတိုက်လေရင်30စီးနဲ့ ဘုံးတွေကျဲချပြီးတဲ့နောက်ဆက်တနက်တွေရော့ကက်တွေနဲ့ပြစ်ခတ်တိုက်ခိုက်တပ်ဖြတ်ခဲ့တာပါဘုံးတိမန်လို့ great 12အကြောင်းသူနှစ်ဦးအသက်80ကျော်အဖွားဦးတူနဲ့အသက်80ကျော်အဖိုးဦးတူတို့သေဆုံးပြီးတော့ရွာခံပြည်သူအမျိုးသမီး14ဦးအပါအဝင်20ကျော်ဒဏ်ရာရကဒဏ်ရာရသူတွေတဲက6ဦးဟာအသက်အန္တရာယ်ဆိုရင်ရတဲ့ဆိုတာနဲ့ဘုံးသုံးလုံးကမပေါက်ခွဲပဲကြန့်ရှိနေတယ်လို့ဒေသခံတွေကပြောပါတယ် ုံတိမှန်လို့နေအိမ်လေးလုံးမီးလောင်ပြကြကစုစုပေါင်းအိမ်ချေ90ကျော်ပျက်စီးပြီးတော့နွားရှစ်ကောင်ဝက်သုံးကောင်သေဆုံးသလိုနွားနဲ့ဝက်အကောင်30ကျော်ဒဏ်ရာရတယ်လို့တင်းလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါအာဖာကထုတ်ပြန်ပါတယ်။2014သကောင်စင်းအိယာတင်းလင်းမြို့နယ်အလဲပန်းရွာမှာအိမ်အောင်စု106ဆုနဲ့လူဦးရေ400ကျော်နေထိုင်ပါတယ်။